တာမန်ကြိကြိုက်ခွဲညာပဲဖြစ်ဖြစ်ပေါ့နော်အကတိုင်းကတိုင်းစင်းတိုင်းစင်းတိုင်းကိုတရုတ်ဆောင်တွေအကုန်လုံးကအရန်ကြိုးစားအထုတ်ထားတာဒါဒရိုက်တာရဲ့မောင်းနေမှုကလည်းအရန်ကောင်းမွန်တဲ့အတွက်ရုံပေါ်မှာအများဆုံးရောက်ပြီးတော့ပြိသက်တွေအနေနဲ့အများဆုံးကြည်ခွင်ရတဲ့ကားတစ်ခုလို့ကျွန်တော်မြင်မိပါတယ်စသိန်းသားရောက်လေလေပို့ပြီးတော့ဟိုစိတ်ခံစားချက်တွေရောဝမ်းနေရတာတွေရောပို့ပြီးတော့ဟို emotion တွေအများကြီးမြင်ရတာပေါ့နော်ဥပွားဆိုတဲ့အတိုင်းပဲပေါ့နော်ထူကြတယ်ဥပွားဆိုထူကြတယ်ပေါ့နော်ထူကြတယ်အာပြီးတော့မြန်မာတွေက practice ပေါ့နော်အပြည့်ဝရတာပေါ့နော်အဲယုံလဲအမြန်ဆုံးရောက်စီချင်ပါတယ်ဒါဆိုတော့ဝတ္ထုကလည်းအဲပရိသတ်တွေကြိုက်ကြတဲ့ဝတ္ထုရဲ့အဲ horror drama ပုံစံမျိုးလေးပေါ့နော်ပရိသတ်တွေလည်းကြိုက်နှစ်သက်ကြမယ်လို့ထင်ပါတယ်အများကြီးမျောလင့်နေပါရဲ့ရုံပေါ်တက်ဖို့ horror ဆိုပြီးတော့လဲ jump scare တွေနဲ့အတင်း၆လောက်တောင်မျိုးမဟုတ်ဘဲနဲ့တကယ်ပညာသားပါပါနဲ့အာဟိုပညာပေးတဲ့ဇာတ်မျိုးလေးဖြစ်နေပါတော့မကြခင်ပဲရောက်တော့ကျွန်တော်ယုံကြည်ချက်အပြည့်ရှိပါတယ်ဖိုးတော့ခုစ조사ထားတာလေအဲ့လိုရုံမမ ပြသခွင့်ရမှာပဲပြုလို့စ조사ထားတာပြည်သက်တရားငင်းခွင့်ရမှာအဲ့တော့ကြောင့်မလို့ပြုလို့အဲ့လိုမျိုးဟိုရုံပေါ်ပြလို့ရအောင်လို့လည်းအများကြီးအပေးကြပါအောင်အများကြီးတွန်းအားပေးကြပါအောင် မလေးတမဟုတ်ဘူးမြမလေးရဲ့မျက်လုံးတွေထဲမှာတတ်မဲ့ကာလာတစ်ခုဖြစ်တဲ့ဓာတ်အန်နာဂျီတွေရောထွေးနေရဆိုတာမိုက်တယ်ဒီထဲမှာခင်ရဲ့ idea တွေကလုံးဝလန်ထွက်နေခန်းမကိုလွတ်သွားတာမတွေ့ဘူးဘာလို့ဥပွားကလည်း share ရှယ်ရှယ်ရန်ကောင်းကျွန်တော်ကကြိုက်တယ် emotion တွေအများကြီးမြင်ရတာပေါ့နော်ဒါကြီးကြီးပြောင်းနေလို့ဆိုလို့ရှိရင်အဲ့လိုခံစားရပါတယ် team ခုလုံးကကြိုးစားထုတ်ထားတာပေါ့မြင်ရပါတယ်ဒီမာတွေရဲ့ဒီ delay တွေပေါ့နော်အယူအဆတွေကဒီဒီဒီကားထဲမှာပြေကွာတွေ့ရတယ် နောက်ပါဝင်တဲ့သူပြည်သူဆောင်တွေအားလုံးကလည်းတယောက်ဖြစ်နေပြီပေါ့နော် တကယ်အအသံကွန်ဆိုက်စူးစမ်းနေတာတွေ့ရတယ်ဟောလာကြည့်ကြရဲအဲဒီညီကောင်မောင်နှမတွေကသဘောကျတယ်ဆိုတော့ပီတိဖြစ်ရပါတယ်တကားလုံးကြည့်ပြီးရချိန်မှာအရန်ကျဉ်တ်တယ် CG တွေတော်တော်ကောင်းကောင်းလုပ်ထားတာမြင်ရပါတယ်ဒီလို့ရှင်ဒီ special ဟိုလုပ်ထားတဲ့ဟာလေးလည်းအရန်ကောင်းတယ်တရေကအစ်စ်ကိုအပီပြင်ခံစားရတာပေါ့နော်ဟို director ကလည်းဥပွားဖြစ်တဲ့အတွက် ဇလန်းမှာဟာကွက်တစ်စက်မှမရှိဘူး။မျော်လင့်ထားသလိုလုံနိုင်ခဲ့ပါတယ်။ပုံလုံးလည်းကြီးစေချင်တယ်။ဒီကားလေးကဘယ်လို message တွေလဲအဲအများကြီးပါတယ်ပေါ့နော်။ပြန်အကုန်လုံးသူ့နေရာနဲ့သူ ကွက်တီပဲနောက်ပြီးဦးမီဖောရဲ့ taste အစ်စ်လို့တောင်ခံစားရတယ်သူရုပ်ရှင်အနေနဲ့ပြန်ကြည့်လိုက်ရတဲ့အခါမှာလဲမခင်ဝဝပေါ့နော်ဒီဥစ္စာတော့ဂယူးဆိုင်ပြီးတော့သူဒီဥစ္စာလာတွေတွေ့ခဲ့တယ်ပေါ့နော်အော်တကယ်အပြင်မှာလဲလက်တွေ့ဖြစ်တဲ့ဟာလေးကိုရိုက်ပြထားတာနဲ့တဘာဝလဲအရန်ကြရဲအရန်လေးကြည့်လို့ကောင်းပါတယ်ရှင်အာကျမအနေနဲ့ပြောရမယ်ဆိုလို့ရှင်တော့ all round ပေါ့နော်အစအဆုံးမှာအဲတော်တော်ကောင်းပါတယ်ဒီက ဒီစာအုပ်ကိုစထွက်တဲ့အချိန်မှာတည်းကကျွန်မ review ရေးခဲ့ဘူးရယ်ပေါ့နော်အဲ့တော့ကျွန်မအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အစားဆုံးကတော့အရန်ကောင်းပါတယ်ကျွန်မအမှန်ပြောလို့ရှိရင်အဲ့လောက်တောင်မှကျွန်မထင်မထားဘူးဒါပေမဲ့ကျွန်မအရန်ဝမ်းသာပါတယ်